အကယ်ဒမီမင်းသားမင်းသမီးဖြစ်ပါစေရွှေကွက်နဲ့ထမင်းမစားနိုင်ဘူးဆိုပြီးပေါ်တင်နှိမ်လိုက်တဲ့နမဲကြီးရွှေဆိုင်ဇနီးမောင်နှံပရိသတ်များလုံးမင်္ဂလာပါရှင်ဗာမီစနောက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အနုပညာလောကထဲမှာဆိုရင်အကယ်ဒမီရရှိသွားတဲ့မင်းသားမင်းသမီးတွေကတကယ်ကိုနမဲကြီးလာပြီးရောအနုပညာကြီးကလည်းအစားပေါင်းများစွာခုန်တက်သွားခဲ့ပါတယ်ဒါကြောင့်သူတို့ရဲ့ပိုင်ဆိုင်မှုတွေချမ်းသာကြွယ်ဝမှုတွေဆိုတာကအတော်လေးကိုများပြားလာခဲ့ပါတယ်ဒါပေမဲ့ဘလို့ပဲအကယ်ဒမီမင်းသားမင်းသမီးဖြစ်နေပါစေ အောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်ပါစေသူတို့လိုမျိုးရွှေခွက်တွေနဲ့တော့ထမင်းမစားနိုင်ဘူးဆိုပြီးပေါ်တင်နှိမ့်ချခဲ့ရတာကတော့နာမည်ကျော်ရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နာမည်ဖြစ်ပါတယ်အဲ့ဒီနာမည်ကျော်ရွှေဆိုင်ကြီးကမြန်မာနိုင်ငံမှာအကြီးကျယ်အခမ်းအနားဆုံးလို့ပြောလို့ရပြီးတော့အတော်လေးလေးနာမည်ကျော်ကြပါတယ်အလူတန်းတွေကိုလည်းရိုက်ရောပြီးတော့ဝင်တန်းတွေပေါ်မှာလည်းဂရုစိုက်ကျင်တာတက်တာကြောင့်နာမည်ကြီးသူတွေလည်းဖြစ်ပါတယ်ဒါပေမဲ့သူတို့တွေကအကယ်ဒမီမင်းသားမင်းသမီးတွေဖြစ်ကြတယ်မင်းသမီးဆိုပြတဲ့စဉ်နဲ့အောင်ရင်းလင်းတို့ပေါ်မှာတော့တကယ်ကိုမသင့်တော်တဲ့အပြုအမူတွေကိုလုပ်ခဲ့ရပါ သူတို့ကိုထမင်းတဝိုင်းထဲမှာခေါ်ကြွေးပြီးတော့နှိမ်ချတဲ့ဆက်ဆံမှုတွေကြောင့်လက်ရှိမှာတော်တော်လေးကိုဝေဖန်မှုမြင့်တက်နေခဲ့ပါတယ်။အဆိုပါနာမည်ကြီးရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နှံကစိုးပြေတဲ့စဉ်နေထွန်းနဲ့အောင်ရင်းလင်းတို့ကိုသူတို့ရဲ့ပွဲကိုလာပေးဖို့အတွက်ငားရမ်းခဲ့ရပါ။သူတို့ဆိုင်ကပြုလုပ်တဲ့ပွဲအခမ်းအနားတွေကိုကျင်းပပြီးသွားတဲ့အခါမှာတော့မိန်းသားမိန်းသမီးတွေကိုထမင်းခေါ်ကြွေးခဲ့ပါတယ်။ ဒါပေမဲ့သူတို့ပြင်ဆင်ကြွေးမွေးတဲ့ပုံစံတွေကတကယ်ကိုနှိမ်ချတယ်လို့မျိုးဖြစ်နေခဲ့ရကြောင်းလူပြောများနေရဖြစ်ပါတယ်။ထမင်းစပွဲဝိုင်းတစ်ခုထဲမှာဖြစ်ပေမဲ့ဆိုဗီယက်စင်တို့စားမဲဘက်မှာတော့တာမန်ပကံလေးတွေနဲ့ပဲတဲခင်းအဲ့ခံပြီးတော့ကြွေးမွေးခဲ့ပါတယ်။သူတို့စားမဲဘက်မှာတော့တကယ်ရွှေသားစစ်စစ်နဲ့ပြုတ်လုထားတဲ့ရွှေပကံကြီးတွေ၊ရွှေစွန်းတွေနဲ့တကယ်ဘရင်တွေဘရင်မတွေစားတယ်လို့စားပြနေကြတာဖြစ်ပါတယ်။ ဒီစေပကံတွေကအပိုလှုပ်ထားတာမရှိတဲ့အတွက်ဆိုဗစ်သစ္စင်တို့ကိုခြောက်မကျွေးနိုင်ဘူးဆိုရင်လေသူတို့လည်းတန်းတူဖြစ်အောင်ပုံမှန်ပကံလေးတွေနဲ့စားပေးရမှာကတော့လူမှုရေးပဲဖြစ်ပါတယ်။ဒါပေမဲ့တီးတီးတသာကြီးခွဲခြားထားတဲ့အပြုမှုတွေကြောင့်မသိရင်အကယ်ဒမီမင်းသားမင်းသမီးတွေကဒီလိုအဆင်တန်းတွေနဲ့မစားနိုင်ပါဘူးဆိုပြီးနှိမ်ချတယ်လို့ဖြစ်သွားခဲ့ရပါ။ဒါကြောင့်ပရိသတ်တွေကတော့တော်တော်လေးအံ့ဩနေကြပြီးတော့ဒီလိုစိတ်တက်ကြီးနေကတော့အားပေးခြင်းစရာမကောင်းဘူးလို့ဝေဖန်နေကြတာဖြစ်ပါတယ်။ကာယကံရှင်တွေဖြစ်တဲ့မင်းသမီးဆိုပြတဲ့စဉ်မင်းသားနေထွတ်ထွတ်ဆို င်တတော်လေးမျက်စိပြက်မျက်နှာပြက်ဖြစ်နေခဲ့ပါတယ်။သူတို့တွေလည်းဝမ်းနေသွားခဲ့ပြီးတော့သမင်တတက်ကြီးသမင်ခေါ်ကြွေးပြီးတော့နှိမ်တလူမျိုးအပြုတ်မှုတွေပေါ်မှာဘယ်လိုတုံ့ပြန်ရမလဲမသိအောင်ဖြစ်သွားခဲ့တာပါ။သူတို့ကိုရှေ့ပကန်းနဲ့မကြွေးလို့တော့မဟုတ်ပဲသမင်တကာခွဲခြားပြီးတော့နှိမ်တလူအပြုတ်မှုကိုလောက်ခဲ့အောင်စိတ်ထဲမှာတမျိုးဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်မင်းသားနေထွဆိုရင်ဝိတ်ချနေလို့သမင်အများကြီးမစားတော့ဘူးဆိုပြီးတော့ပညာသားပပနဲ့ပြန်လည်ညင်းပယ်ခဲ့ရကိုတွေ့ရပါတယ်။ဒီကိစ္စကဆိုရှယ်မီဒီယာမှာတော်တော်လေးလူပြောများနေရဖြစ်ပြီးဝ ဝေဖန်မှုတွေကမြင့်တက်နေသလိုအနှိမ်ခံလိုက်ရတဲ့ဆိုပြတဲ့ဇင်တို့ကိုလည်းတနာနေကြပါတယ်သူတို့ဘာသာပွဲအခမ်းအနားတက်ဖို့ငားရရနဲ့အတွက်သွားခဲ့ရတာဖြစ်ပြီးတမင်တကာကြီးခေါ်ပြီးတော့နှိမ်တယ်လို့ဖြစ်သွားခဲ့ပါတယ် အရင်ကတော့အလိုတန်းတွေလုပ်ပြခဲ့ပြီးအထင်ကြီးအောင်နေခဲ့ပေမယ့်အခုလိုမျိုးခွဲခြားတဲ့စိတ်ဓာတ်ကြီးကိုသမင်းဝိုင်းမှာပြသခဲ့ရကြောင်းဝေဖန်မှုတွေကမြင့်တက်နေခဲ့ရပါဒီလိုမျိုးအကယ်ဒမီမင်းသားမင်းသမီးတွေကိုရွှေကွက်နဲ့မစားနိုင်ဘူးဆိုပြီးပေါ်ရင်ကြီးနှိမ်ပြလိုက်တဲ့ဒီရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နှံရဲ့အပြုမှုပေါ်မှာပရိသတ်ကြီးတို့ရောဘလိုမျိုးထင်ကြပါသလဲရှင်အဆုံးတကြီးရှုပေးရတဲ့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်